စစ်တမ်းရပြောရရင်တော့တခိုင်းပါတကယ်အဆက်တည့်ဖြစ်တဲ့လူတွေငလီနဲ့ပတ်သက်လို့မရဘူးလေပွဲစီတိုင်းကြီးလိုက်တိုးနေပြီးတော့မှဒါဟု business နော် business တစ်ခုဖြစ်နေတာတွေ့တယ်နောက်ပြောမှ corporate economy ဖြစ်နေတာတွေ့တယ်အဲ့တော့အခုရေတို့ညီမတို့အားလုံးဆောင်ရွက်ကြတဲ့ဟာတွေကကတ်တက်ချက်လေးတွေရှိပါတယ်အတိုးဆိုတစ်ထောင်ဒေါ်လောက်ပဲတင်တော်ဒီ household ကိုလုပ်နေတာအဲဘဘောရဲ့ data ရဲ့ဒီ design ပေါ့ဒီမှာ ဟောဆိုးပေါင်းအားလုံး၃00လောက်တိကျတယ်ရှိပါတယ်။လူဦးရေအားဖြင့်ပြောရင်၃00လောက်လောက်တိကျတယ်ရှိပါတယ်။ဒါကတိကျတယ်။အဲတော့အဲဒီလိုလည်းပါဘူး contribution လုပ်ကြတဲ့အခါမှာတချို့နည်းနည်းလေးလောပါတယ်ဆိုရင်တချို့ဆက်ဆောင်ဒေတာကလာတဲ့လူတွေကဒါကိုခရီးတရတဲ့ဆိုဝိုင်းပြီးတော့တန်းစီပြီးတော့မှာတကယ်ပျက်စီးသွားတဲ့လူတွေကြီးရ ေးရမှာတချို့ NGO ဖွဲ့စည်းတွေက data ကောက်ကိုအားလုံးမှတ်ပါဘူးအဲတချို့ဆိုရင်ဘုံဘက်ကနေတော့ comment ပြန်ပေးတယ်သခိုင်းသားမိလို့တဲ့ခါရှိဘုံကပြောတာပြတ်ပါတယ်နော် NGO တွေ NGO တွေနဲ့ပြည်နယ်ဘုံကစကားကိုပြတ်ပြတ်သားသားတော့ပြောတတ်ပါတယ်ပံမို့ကူညီပေးတဲ့သူဖြစ်တဲ့ကျေဘုံဘုံဒီလူသားဆန်တဲ့နှလုံးသားနဲ့ခဏလေးပြောခဲ့ပါပြီကြီးကျက်မြင့်မြတ်တဲ့လူတွေရဲ့နှလုံးသားဟာဒီကဘာပြည်မှာရှိတဲ့လူတွေအားလုံးညီကောင်မောင်မကြီးတို့ဆက်ဆံပါတယ် ဟောဒီစကိုင်းမလင်ဘေးနဲ့ပတ်သက်ပြီးတော့မှအကျိုးစီးပွားဖြစ်သွားကြတဲ့လူတွေအများကြီးပုံမှန်တွေ့တယ်။ဒါဆက်ရောက်တဲ့လူတွေမဟုတ်ပါဘူး။ဆောင်ရွက်ကြတဲ့လူတွေရောနောက်တစ်ချက်ကတကယ်ကြည့်တိုက်ပြီးတော့မှဘုံတိတ်ခါအရသူများတွေကတောင်းစီဘယ်လိုတောင်းကျင်တဲ့လူတွေအများကြီးပုံမှန်စီပါ request လုပ်ကြတာရှိပါတယ်။အမေကတော့ဘဝရဲ့ personal brand ရပေးနိုင်တာကိုပေးပါ။ဘဝက need assessment ရရေလိုတဲ့နေရာကိုရေးဖို့ဆန်လိုတဲ့နေရာကိုဆန်ဖို့ ငွေလိုတဲ့နေရာကိုပို့ပေးတယ်။ဘာကြောင့်လဲဆိုတော့ဘုံဘုတ်ကိုယ်တိုင်က deeply နော်ဒီမျက်နှာဆိုင်ဆိုင်နဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုချစ်လို့ပါ။ငွေရောက်ဖို့ပဲဖြစ်ဖြစ်စိတ်ကြီးကြောက်ပဲဖြစ်ဖြစ်လူသားချင်းဆိုင်ရာအူဒီပေးရမယ်ဆိုတာဟေ့လက်နဲ့မကင်တဲ့လူမှလည်းရဘူးအားလုံးပေးရပါတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ပြီးလို့ဆောင်ရွက်နေကြတဲ့အခါမှာဘုံဘုတ်ကချီးကျူးစကားပြောမယ်လူပတ်တဲ့နေရာမှာဝန်ရံပေးမယ်ဒီဘက်ကလည်းဘုံဘုတ်ကယာယီဆောင်ရွက်လေးဆောက်ပြီးတော့မှတချို့နော် ဒီရခိုင်ပြည်တဲ့လိုအပ်တာတွေရှိရင်ဘုံဘုံနဲ့ဘိုးဘောလေးလေးနာဆွေးပြီးတော့ဘုံဘွားရုံကောင်းတနေရာဆောင်တော့ပြည်ပြည်အောင်ဆောင်ရပြီးပါမယ်။ဘုံဘုံဂျွန်လာမှာကြောင်းနေတဲ့ဘုံပါပဲ။ကလေးတွေရဲ့နော်စိတ်တရားတွေကိုလည်းဘုံဘုံကူစားပါမယ်။ဘုံဘုံကမဆက်တဲ့လည်းလုပ်ပေးပါ။စိတ်တရားရသွားကြတဲ့စိတ်ကြီးရွယ်ဦးတွေမျိုးသမီးတွေဘုံဘုံနဲ့တွေ့တဲ့လူတိုင်းဟာတောကပူရင်းကြီးအောင်ဘုံဘုံကမေတ္တာစကားနဲ့သူတို့ပေါင်းဖို့ပေးတယ်ရိုးလူတွေပေါ့။အစားလိုတဲ့လူအစားကျွေးဝေလိုတဲ့လူကိုပေးတယ်။စင်တာမှုအတွက်လိုတဲ့လူကိုစင်တာမှုပေးပါနော်။ ကြောင့်မလို့ဘုံဘုံကမင်းတို့လို limitation တော့မရှိပါဘူးဘုံဘုံကဘုံဘုံလုတ်ချင်တဲ့အားကိုဘုံဘုံဆောင်ရပါတယ်ဒါကြောင့်မလို့ဒီကညီရောညီငယ်ညီမငယ်တွေအားလုံးနဲ့နော်ယူရင်အချာအဖွဲ့တွေအားလုံးအဲလိုအပ်ခဲ့မယ်ဆိုရင်ဘုံဘုံဒီဘွားဆောင်ရဖို့လိုအပ်မယ်ဆိုရင်ငငယ်ရင်းလို့ဆက်ဆံလည်းရတယ်မိစေလို့ဆက်ဆံလည်းရတယ်မာတာလူမျိုးမဖွဲ့မဲ့တဲ့ဘုံဘုံကကမ္ဘာဆယ်ဝန်းထဲမှာဘာသာပေါင်းစုံရဲ့အစည်းအဝေးတိုင်းမှာဘုံဘုံရှိနေပါတယ်မတူညီတဲ့ civil society တွေမှာလည်းရှိပါတယ် ဒါကြောင့်မလို့အားလုံးတကယ်လို့ဘုဟုဟာညီငယ်ညီမငယ်တွေအတွက်နော်ဝိညာဉ်ရည်ပြီးပေးဖို့အတွက်လိုအပ်တယ်ဆိုရင်ညီသူမဆိုးဥပမာဆောင်ရွက်ဖို့အတွက်ဘုံဘုံဘက်ကဝက်ကမှာဒါလေးဖြစ်ဆက်ပြောပါတယ်ဒါလိုအပ်ခဲ့မယ်ဘုသောပိတ္တလိုအပ်ခဲ့မယ်ဆိုရင်နောက်ကနေရက်ပြီးမှမှန်တဲ့ဘက်တော့နေရာတကာလည်းတော့မရဘူးနော်အမှန်တရားအတွက်ပဲရက်ပြီးမယ်ဓမ္မအတွက်ပဲရက်ပြီးမယ်ငါအတ္တမအတွက်ပဲတော့မရဘူးနော်အခုမြန်မာပြည်ကပြောတဲ့ဓမ္မအတ္တမပုံတော့လိုကတကယ်လောကနိယမှာ ဓမ္မအာရဘအဘာလောကမှာရှိတဲ့လူသားတွေဟာဒီသားစုရေးချာတယ်လို့ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့သွားတဲ့သူတွေအတွက်ဘုံဘုံဟာအမြဲထောင်သာရှိနေပါမယ်